အားလုံးမမင်္ဂလာပါညီကိုတို့နေကောင်းကြမှချမ်းသာကြပါစေ။ဒီနေ့မှာပင်္ဂလန်ပရီးမီယာလိနပွဲရှိရပါတော့ဗီလာစပါချယ်ဆီမှန်ယူပါဗျာ။ဒီပွဲစဉ်ကတော့တောက်ကြတဲ့ညမှာကံမဲ့ပွဲစဉ်နဲ့ဖြစ်တဲ့ပထမဦးဆုံးအနေနဲ့တော့ဗီလာနဲ့စပါတို့ပွဲစဉ်မှာတော့ဘော်ဒီဂျေးဗီလာတလုံး90ရှုံနဲ့ဂိုးပေါင်းကြီး380ရှုံပေးထားတွေ့ရတယ်ပေါ့နော်။ဒီဘယ်မှာချိမဲ့ဆိုရင်အေရှင်အသင်းဖြစ်တဲ့ Aston Villa ကတော့အဆင့်6မှာရှိရ63မှာစပါအသင်းကတော့အဆင့်7မှာရှိရ38မှာ ီနှစ်မှာတော့ဒီနှစ်သိန်းကနှစ်ချိန်တွေးထားတယ်ပေါ့နော်စပားကွဲမှာပထမအကြော့မှာစပားကွဲမှာဖိုးဝမ်းဆိုတဲ့ရလာနဲ့စပားနိုင်ထားတယ်နောက်ထပ်တစ်ပွဲကတော့ FA Cup မှာပေါ့နော် Aston Villa ကွဲမှာတွေးတယ် Aston Villa 2-1ဆိုတဲ့ရလာနဲ့နိုင်ထားတာတော့တွေးရတယ်ပေါ့နော်နောက်ရှိ Aston Villa အသင်းရဲ့ Carabao နဲ့ကြည့်မှာဆိုလို့ရှိရင် Aston Villa အသင်းသူဆော့ထားတဲ့နောက်ဆုံးရှစ်ပွဲမှာဆိုရင်ခုနှစ်ပွဲနိုင်တစ်ပွဲရှုံးထားတယ်ပေါ့နော်ဒီနိုင်ထားတဲ့ခုနှစ်ပွဲမှာဆိုရင်၅ပွဲတိတိယကလင်းရှစ်တောင်ရထားတာတွေ့ရတယ်ပေါ့နော် ကာရာဖောင်တော်တော်လေးကောင်းနေတာလည်းတွေ့ရတယ်။သူနိုင်ထားတာ brand ဖို့ရှိမယ် brighton ရှိမယ် forest ရှိမယ် south canan ရှိမယ် pulam ရှိမယ်ဘုံမောက်ရှိမယ်ပေါ့ဗျာဒီအသင်းတွေကသူနိုင်ထားတယ်တွေ့ရတယ်ပေါ့နော်။ရှောင်းနာ man city တဲ့ဒင်းထဲကပဲ2-1နဲ့ရှောင်းထားတယ်တွေ့ရတယ်။စပါအသင်းရဲ့လက်ရှိကာရာဖောင်ရှိမယ်ဆိုရင်စပါအသင်းကတော်တော်လေးစိုးတယ်ပေါ့ဗျာ။တပွဲနိုင်တပွဲတည်ရေပေါ့ဗျာ6ပွဲရှောင်းထားတယ်ပေါ့။ နိုင်ထားတာတော့အိမ်ခွဲမှာဒါစောက်ကနောင်တရိဝမ်းနဲ့နိုင်ထားတာရယ်တရေကတော့ဝက်ဆန်းဝမ်းမဆော့ပြီးကျန်တဲ့ပွဲဆင်တဲ့အလုံးရှုံထားတယ်ဒါမှမဟုတ်ဒီအတင်းကတိုက်ဖြစ်ကတော့ဂိုးတကိုးတော့ရသွားနိုင်တဲ့အနေထားမှာရှိတယ်ပေါ့နော်ဒါဝက်ဆန်းယူနိုက်တက်လီဗာပူးဖောရက်စ်ဝူးဖ်ဒီလိုအတင်းတွေကိုအလုံးသူဂိုးရအောင်တွင်ထားတာတော့တွေ့ရတယ်ဒါညာနဲ့ပွဲဖက်မှာချိန်မှာဆိုရင်အက်စတန်မီလာကစားသမားရမ်ဆေးပေါ့နော်ဒီရမ်ဆေးမပါဘူးဒီကစားသမားကတော့ကျွန်တော်ကွင်းလိုက်ကစားသမားဖြစ်တယ် စပါးဖက်မှာကြည့်မယ်ဆိုရင်တော့ချိန်မက်ဒဆန်ရှိမယ်ကိုလူဆက်စကီရှိမယ်လူကဆန်ရှိမယ်ဒီကစားသမားပေါ့နော်ရက်ဝဲလ်ဆိုတဲ့ကစားသမားရှိမှာပေါ့နော်ဒီကစားသမားတွေမပါအောင်ပဲဗျာအဲ့တော့တို့ရတဲ့ဟက်တူဟက်၅ချိန်ကိုကြည့်မယ်ဆိုလို့ရှိရင်ပရီးမီယာလိ၅ဘက်မှာဆိုလို့ရှိရင်အက်စတိုမီလာအသင်းက၃ချိန်နိုင်ပြီးစပါး၂ချိန်နိုင်ထားတာလည်းတွေ့ရတယ်ပေါ့နော်နိုင်ဂျီးယားနောက်နေမှာတော့အက်စတိုမီလာ85ရာခိုင်နှုန်းဆိုမှပြေးထားတာတော့တွေ့ရတယ်ပေါ့ o n e to os ကိုကြည့်မှဆိုလို့ရှိရင်ဘီလာအနိုင်ကို33ပြားတရေကို6ဆနဲ့စပားအနိုင်ကိုတော့6ဆလောက်ပြထားပါဘောနော်ကျွန်တော်ထင်တတ်တာယူရိုပါလိပိုင်နယ်အကြောင်းဒီလိုဖြစ်နေတယ်လို့ထင်တယ်ဘောနော်ခြေရတော့တော်တော်လေးပြင်းနေပြဘီလာပြထားတလုံး60ရှုံတလုံး80ဆိုတော့တော်တော်လေးပြင်းနေဘောနော်ကျွန်တော်ဒီပွဲစဉ်မှာဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်ဘီလာနဲ့စပားပွဲစဉ်မှာဂိုးပေါင်းအောက်နဲ့ဘော်ဒီဘက်တော့ဘလိုပဲဖြစ်ဖြစ်အင်ရှင်အသင်းဖြစ်တဲ့ဘီလာပဲရွေးရမှာပဲဘောနော်ကျွန်တော်နှမျိုးရေးချထားပေးတယ်ညီကိုတို့အာသနာရွေးပြီးထိုးဘောနော် နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Chelsea နဲ့ Man United ပွဲစဉ်ဖြစ်တယ်ပေါ့နော် Chelsea ကလည်းခပ်ပြင်းပြင်းမှာပဲတလုံး50ရှုံ3လုံးကို20ရှုံပေါ့နော် body ကြီးကတော့တလုံး50ရှုံ5ပေါင်းကြီးက3လုံး20ရှုံဖွင့်ထားတယ် table မှာကြည့်မှဆိုရင် Chelsea ကလည်းအတူတူပဲပေါ့နော် Villa နဲ့အတူတူပဲ63မှာ Man United ကတော့အဆင့်16မှာရှိတယ်33မှာဒီနှစ်သင်းရဲ့ပထမအကြော့အကန့်ခဲ့တာ1-1ကျထားတာ Man United ပဲပေါ့နော် Chelsea အသင်းရဲ့လက်ရှိကာရာဖောင်၈ပွဲကိုကြည့်မှဆိုရင် လေးပွဲနိုင်နှစ်ပွဲတည်နှစ်ပွဲရှုံးပေါ့နော်မယောတဲ့လက်ရှိကာရဖောင်၁၀ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးဆိုးတယ်တပွဲနိုင်နှစ်ပွဲတည်လေးပွဲရှုံးထားတာလည်းတွေ့ရတယ်ပေါ့နော်သူတို့နောက်ဆုံးဆုံးဆုံးခဲ့တာတော့အင်္ဂွဲမှာဝက်ဆမ်ယူနိုက်တက်ကိုရှုံးခဲ့တာလည်းတွေ့ရတယ် head to head အနေထားတွေကိုကြည့်မယ်ဆိုရင်ဒီနှစ်သင်းဆော့ခဲ့တာနောက်ဆုံး၅ချိန်မှာဆိုလို့ရှိရင်ဒါမြဲမန်ယူအသင်းကပဲအသာစီးရထားတာမျိုးတွေ့ရတယ်ပေါ့နော်ဒီပေါက်ချင်းနဲ့ဆိုမန်ယူလုံးဝမရှုံးဘူးပေါ့ဗျာ မိုင်ယိုအတင်းကတော့နှစ်ချိန်နိုင်တယ်ချဲစီတစ်ချိန်နိုင်တယ်ဒီချိန်ကတော့တရေကျထားလဲတွေ့ရတယ်ပေါ့နော်အဲ့မှာတော့ဒိုင်ယာကစားသမားကြီးမှဆိုရင်နီကိုလာဂျက်ဆင်ရှိမှအန်ကူကူပေါ့နော်ဘူပြီးတော့ဆန်ချိုရှိမှခိုခွမ်းနာရှိမှပေါ့ဗျာဒီကစားသမားအချို့တွေလွဲချော်မယ်မိုင်ယိုဘက်မှာတော့ဒါလော့မာတီနက်ဆော့စီပေါ့နော်ဒီကစားသမားအချို့တွေလွဲချော်ဖို့ရှိတယ်ပေါ့နော်မိုင်ဝတ်တင်ရတော့ဖိုင်နယ်လဲကံစရာရှိရဆိုတော့ကျွန်တော်လူချမ်းမလားအပြည့်ပဲဆော့မလားဒါတော့ကျွန်တော်စောင့်ကြည့်ရပါတော့ ဒီပွဲစဉ်မှာတော့ Wines to Osma ဆိုရင် Chelsea အနိုင်45ပြားပေးထားတယ်တရီကို9ဆနဲ့ Man U အနိုင်ကို6ဆပေးထားတာတွေ့ရပါတယ်နော်ကျွန်တော် Man U အတင်းကတော့ Europa League Final ကံတရားလည်းရှိတယ်ပြီးရင် Chelsea ဘက်မှာဆိုရင်အဓိကတိုက်စစ်မှုပေါ့နော် Angkuku တို့ဒါ Nicola Jackson တို့ပေါ့နော်ဒီကစားသမားတွေမပါဘူးပေါ့ဗျာကျွန်တော်ကဒီပွဲစဉ်ကို line လေးတစ်ချက်စောင့်ကြည့်ပြီးထိုးစေချင်တယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ရွေးချယ်ပေးရမှာဆိုရင်တော့ကျွန်တော်ကတော့ ဒါမိုင်းယူဘော်ဒီကြိုက်ပါတယ်မိုင်းယူဘော်ဒီနဲ့ကျွန်တော်ဘူပေါင်းအောက်ကိုပဲကြိုက်ပါတယ်ဗျာ